လေးမရနိုင်တဲ့ငကားမလေးနဲ့လောဘကြီးတဲ့မြေပိုင်ရှင်တခါတော့ကတိတ်ကိုလှပတဲ့ရွာလေးတစ်ရွာရှိခဲ့ပါတယ်။အဲ့ဒီရွာကလေးမှာတော့ဘေလာငကားမလေးနဲ့သူမရဲ့ခင်မွန်တို့ကအတူတကွနေထိုင်ကြပါတယ်။သူမတို့လက်ထပ်ပြီးလို့၅နှစ်အကြာမှာတော့ဘေလာငကားမလေးမှာ ကိုဝင်ရှိလာခဲ့ပါတယ်။ဒီနေ့တော့ငါအရန်ပြော်တယ်။နောက်ဆုံးတော့ငါကလေးရဲ့အမိဖြစ်တော့မယ်လို့ဘေလာကပြောလိုက်ပါတယ်။ဟုတ်တယ်ဘေလာ ငါလဲအဖေဖြစ်တော့မယ်အခုကစပြီးဘသူမှနင့်ကိုတားသမီးမရှိတဲ့နှကားမလေးလို့မခေါ်နိုင်တော့ဘူးလို့ဆန်တော့ကပြန်ပြောလိုက်ပါတယ်ဗေလာနဲ့ဆန်တော့တို့ကမိဘတွေဖြစ်ကြတော့မှမို့သူတို့ရဲ့ပျော်ရွှင်မှုတွေဟာအတိုင်းထက်အလွန်ပါပဲတော်ရဲကနှကားတွေကြမှာမုံနေဝင်ကားပြီးပျော်ပွဲရှင်ပွဲတွေဆင်နွှဲနေကြပါတယ်ဆန်တော့နဲ့ဗေလာတို့ကတယောက်ကိုတယောက်လဲတိတ်ချကြပါတယ် ဒါပေမဲ့လက်ထပ်ပြီးတဲ့နောက်ကလေးမရတာကြောင့်တခြားနှကားတွေကဘေးလကိုသားသမီးမရှိတဲ့နှကားမလေးလို့ခဏခဏစားနောက်ကြပါတယ်။ဒီနေ့မှာတော့ဘေးလစီကနေချိန်စာတွေအကုန်ပြေသွားတယ်လို့ပါပဲ။နောက်နေ့မနေ့မှာတော့ဆန်တော့ကဘေးလကိုဘေးလလမ်းလျှောက်ထွက်ကြရအောင်လို့ပြောလိုက်ပါတယ်။အင်းသွားကြရအောင်ယောက်ျားကြီးအခုငါလမ်းလျှောက်ဖို့လိုနေပြီလို့ဘေးလကပြန်ပြေလိုက်ပါတယ်။ဒီလိုနဲ့ပဲသူတို့လင်မယားနှစ်ယောက်ကလမ်းလျှောက်ထွက်လာခဲ့ကြတာပေါ့။ သူတို့လမ်းလျှောက်ထွက်တဲ့တော်ထဲမှာပဲမနဲ့တိုင်းလိုလိုတစ်ခုတ်သမားပြာချိုကတစ်ခုတ်ဖို့လာလေရှိပါတယ်။ဒီနေ့လဲသူကတစ်ခုတ်ဖို့တော်ထဲကိုရောက်လာပြီးတစ်ပင်ပေါ်တက်ပြီးတစ်ခုတ်နေတာပေါ့။ဒါပေမဲ့ကန်ဆိုးစွာနေပဲရုတ်တရက်သူ့ရဲ့ခြေထောက်ကချော်သွားပြီးအာခဲကြပါအောင်လို့អော်လိုက်ပါတယ်။ပြာချိုကအမြင့်ကြီးပေါ်ကနေပြုတ်ကျလာတာမို့ទេသွားနိုင်ပါတယ်။ ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဗီလာနဲ့ဆန်တော့စ်တို့ကမြင်သွားပြီးဆန်တော့စ်ကဗီယာကျူးကိုဖမ်းထားလိုက်ပါတယ်။ဖြစ်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 မိတ်ဆွေငါမြင်လိုက်တာတန်ကောင်းသွားတယ်။မောင်ရင်မင်းတို့ဒီနေ့ဘုရားသခင်စီကိုရောက်သားလာပြီလို့ဆန်တော့စ်ကပြောလိုက်တာပေါ့။ကျေးဇူးတင်ပါတယ်ဗျာ။ကျွန်တော်အသက်ကိုကယ်ပေးခဲ့တဲ့အတွက်ပါ။ကျွန်တော်သာတည်သွားရင်ကျွန်တော်မိမနဲ့ကလေးကငတ်ပြီးတည်သွားလိမ့်မယ်လို့ဗီယာကျူးကပြောပါတယ်။မင်းမသမီးရှိတာလားလို့ဗီလာကမေးတော့ ဟုတ်ကဲ့ကျွန်တော်မှတုတ်တာဆိုရဲတမီးလေးတယောက်ရှိပါတယ်လို့သူကပြန်ပြေလိုက်ပါတယ်။ဒါနဲ့မင်းတို့နှစ်ယောက်ကဘယ်သူတွေလဲ။ဒီချိန်ကြီးတောထဲမှာဘာလုပ်နေတာလဲ။ကျွန်တော်တို့နှစ်ယောက်ကအသင်ပြောင်းနှကားတွေပါ။ဒီတောထဲမှာပဲနေတာပါ။ဒါပေမဲ့မကြောက်ပါနဲ့။ကျွန်တော်တို့ဘသူ့ဘုံကဒုက္ခမပေးပါဘူးလို့ဆန်တော့ကရှင်းပြလိုက်ပါတယ်။ဆန်တော့နဲ့ဘီလာတို့ဟာဘီယာကျူးနဲ့တငယ်ချင်းကောင်းတွေဖြစ်သွားကြပါတယ်။ဘီလာကသူမကုံဝင်ရှိနေကြအောင်ဘီယာကျူးကိုပြောပြလိုက်တာပေါ့။ အဲဒီနောက်ပိုင်းမှာတော့ဘီယာကျိုးကနေတိုင်းတက်ကော့ဖို့တော်ရဲကိုရောက်လာပြီးဘေလာနဲ့စန်တော်စီကို လာရောက်လဲပဲလီရှိပါတယ်။တက်တွေကိုမြေပိုင်ရှင်စီပို့ပေးပြီးမြေပိုင်ရှင်ကလည်းဘီယာကျိုးကိုပတ်စံနေနေပေးပါတယ်။ဒီနေ့မှာတော့ဘီယာကျိုးကတော်ရဲကိုရောက်လာပြီးမယ်စန်တော့နဲ့ဘီလာကိုမတွေ့ပါဘူး။ဒီနေ့စန်တော့နဲ့ဘီလာဘယ်ရောက်သွားပါလဲလို့သူကတွေ့ပြီးသူတို့ရဲ့အိမ်ကို လိုက်သွားခဲ့ပါတယ်။ဘီလာကဦးငါလုံးဥထာရာကိုသူတွေ့လာရပါတယ်။ ဟာဟာဘီယာကျူးမိတ်ဆွေလာပါအောင်ဘေလာကဦးငါလုံးဟုတ်ထားတယ်လို့ဆန်ဒော့ချ်ကပြောပါတယ်။ရဲနှင်းငယ်တွေမှာပဲဒီဥတွေကနေကျွန်တော်တို့ရဲ့ကလေးတွေထွက်လာတော့မှလို့သူကထပ်ပြောလိုက်တာပေါ့။အိုးအိုးဒါကအရင်ကောင်းတဲ့သတင်းပဲလို့ဘီယာကျူးကပြန်ပြောလိုက်ပါတယ်။ဘီယာကျူးကဆန်တော့စ်နဲ့ဘီလာတို့အိမ်မှာခဏလောက်အချိန်ဖြုန်းခဲ့တာကြောင့်အိမ်ပြန်နောက်ကျသွားပါတယ်။မြေပိုင်ရှင်ကတော့ဒေါသတွေအကြီးအကျယ်ထွက်နေပါပြီ။မင်းပြန်လာပြီလား? တော်ရဲကနေတိတ်ခုတ်ပြီးပြန်လာတာဘာလို့ဒီလောက်ကြာနေတာလဲလို့သူကမေးပါတယ်။ခွဲလွတ်ပါမြေပိုင်ရှင်ကြီးကျွန်တော်ဒီနေ့အလုတ်ကလေးနဲ့တည်းရှိလို့နောက်ကျသွားတာပါလို့ဘီယာကျူးကပြန်ပြောလိုက်ပါတယ်။တော်ရဲမမင်းကဘာလို့ရှိနေလို့လဲဒီနေ့မင်းကိုပတ်စံမပေးဘူးမင်းညခုချိန်ထိတမင်းတော်မချက်ရသေးဘူးလို့မြေပိုင်ရှင်ကပြောပါတယ်။မဟုတ်ဘူးမြေပိုင်ရှင်ကြီးအဲ့လိုတော့မလုပ်ပါနဲ့ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်မိမနဲ့သားသမီးတွေကိုကျွေးမွေးရအောင်ပါပါပတ်စံပေးပါလို့ဘီယာကျူးကတောင်းဆိုလိုက်ပါတယ်။ ဒါဆိုတော့တဲမှာမင်းဘာလို့ရှိလဲပြောပြစမ်းမတက်တာတဲ့အစုံမှာတော့ဘီယာကျူးလဲဆန်ဒော့ချ်နကဘီလာနကမာလီနဲ့သူတို့ရဲ့အူငါလုံးအကြောင်းကိုပြောပြလိုက်ပါတယ်ဒီစကားတွေကိုကြားလိုက်ရတဲ့အခါမှာတော့မြေပိုင်ရှင်ရဲ့မျက်လုံးတွေဟာလောဘတွေနဲ့တောက်ပြောင်သွားပါတယ်နကားမှုတွေလဲလားငါလုံးတော့ဟုတ်လားဟာဘီယာကျူးရဲ့မင်းကတကယ်ကိုအံဩစရာကောင်းအောင်လုပ်လိုက်တာပဲငါအဲ့ဒီအူငါလုံးစလုံးလိုချင်တယ်လို့သူကပြောလိုက်ပါတယ် ဘာဖြစ်လို့လဲမြေပိုင်ရှင်ကြီးလို့ဘီယာဂျူကမေးတော့မှောင်ကိုဈေးကွက်မှာငကားဥတွေတန်းနဲ့ကြည့်ပြီးရောင်းရတယ်ကွာငါကိုရင်တလုံးစားမယ်လေးလုံးကိုတော့ရောင်းပြမယ်ဘီယာဂျူအဲ့ဒီငကားမလေးစီကဥတွေကိုဝယ်လာခဲ့စမ်းလို့သူကပြောပါတယ်ဒါပေမဲ့အဲ့ဒီဥတွေကနေငကားကလေးတွေထွက်လာမှာပါမြေပိုင်ရှင်ကြီးဘသူကကိုကလေးတွေကိုရောင်းမှလဲလို့ဘီယာဂျူကပြန်ပြောလိုက်တာပေါ့ပိုက်ဆံနေဆိုရင်အရာရာတိုင်းဖြစ်နိုင်တယ်ဘီယာဂျူမင်းသွားလာသွားစမ်းမှာ ုံငါးလုံးစလုံးအတွက်သူတို့ကိုရူပီ5000ပေးမယ်။မင်းလည်းပတ်ဆိုင်ရမှာပဲလို့မြေပိုင်ရှင်ကပြောလိုက်ပါတယ်။မဟုတ်ဘူးမဟုတ်ဘူးမြေပိုင်ရှင်ကြီးကျွန်တော်သူတို့ကိုဒီလိုမလုပ်နိုင်ဘူး။ဘေလာညီမလေးကအမေဖြစ်ဖို့အယံကခဲ့ခဲ့တာ။ကျွန်တော်သူတို့ချီကကလေးတွေကိုလူမယူနိုင်ဘူးလို့ဘီယာချူးကပြောလိုက်တာပေါ့။အာဘေလာညီမလေးရဲ့လားအယံချစ်ပြနေတာလား။ငါ့ကိုညင်းနေပေါ့လေ။ကောင်းပြီ။အခုမင်းငါဘာလုပ်မလဲဆိုတာကိုစောင့်ကြည့်လိုက်ပေါ့လို့မြေပိုင်ရှင်ကပြောလိုက်ပါတယ်။ ီယာကျူးလည်းပတ်စံမရဘဲလက်ပလာနဲ့အိမ်ပြန်သွားရတာပေါ့ညရောက်တော့သူက သူ့မိမသူ့သမီးနဲ့အတူတူဗိုက်ဆာဆာနဲ့အိပ်ပျော်သွားပါတယ်သူတရင်လို့လာတဲ့အခါမှာတော့မြေပိုင်ရှင်နဲ့သူ့လူတွေက သူ့ရှေ့မှာရပ်နေတာကို တွေ့လာရပါတယ်သူတို့ကဘီယာကျူးရဲ့မိမနဲ့သမီးကိုဖမ်းဆီးထားပါတယ်အာကျမတို့ကိုလွတ်ပေးပါဖေ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 ကယ်ပါအောင်ဖေဖေရေသူ့မိမနဲ့သမီးကဘီယာကျူးကိုအော်ဟစ်အကူကြီးတောင်းနေပါတယ် မြေပိုင်ရှင်ကြီးသူတို့နှစ်ယောက်ကိုလှုပ်ပေးပါသူတို့ဘာမှမမလုပ်ခဲ့ပါဘူးအမလှုပ်ခဲ့တာကမင်းပဲမင်းငါခိုင်းတာကိုညင်းလိုက်တယ်ငါနှကားဥစားကျင်တယ်အဲ့ဒီဥတွေကိုရောင်မီချမ်းသာကျင်တယ်လို့မြေပိုင်ရှင်ကပြောလိုက်ပါတယ်အဲ့ဒီနှကားဥငါလုံးစလုံးယူလာပေးရင်မင်းမိမနဲ့တမီးကိုပြန်လှုပ်ပေးမယ်လို့သူကပြောပြီးဘီယာကျူးရဲ့မိမနဲ့တမီးကိုချီနောင်ပြီးခေါ်သွားပါတော့တယ်ဘီယာကျူးမှာတခြားရွေးချယ်စရာမရှိတော့ပါဘူးညာရင်းချင်းမေသူတော်လေးကိုသွားခဲ့ရတာပေါ့ ်ဘေလာရဲ့အိမ်တကားကိုသူခေါ်လိုက်ပါတယ်။ဆန်ဒော့စ်ညီလေးနဲ့ဘေလာညီမလေးတကားဖွင့်ပေးပါဦးလို့သူကအော်ခေါ်လိုက်ပါတယ်။ဆန်ဒော့စ်ကတကားဖွင့်ပေးလိုက်တာပေါ့။ဘာဖြစ်တာလဲဘေယာကျုံ။မင်းဘာလို့မောနေတာလဲ။ဒီချိန်ကြီးဒီမှာဘာလို့နေတာလဲလို့ဆန်ဒော့စ်ကမေးလိုက်ပါတယ်။မြေပိုင်ရှင်က ကျွန်တော်မိမနဲ့တမီးကိုခေါ်သွားပြီ။သူတို့ကိုကယ်ပေးပါ။ဘီယာကျိုးကအကြောင်းဆောင်ကို ပြောပြလိုက်တော့ဘီလာနဲ့ဆန်တော့စ်တို့ကမျက်ရည်တွေကြာလာကြပါတယ် မင်းကငါတို့အတွက်နဲ့မြေပိုင်ရှင်ကြီးခိုင်းတာကိုညင်းလိုက်တယ်ပေါ့ဒီဘက်ကမှလူတွေမှလူသားဆန်မှုမရှိတော့ဘူးလို့ငါကြားဖို့တယ်ဒါပေမဲ့မင်းကမြင်တော့ငါရဲ့တီမြင်ချက်တွေမှားသွားတယ်လို့စန်တော့ကပြောလိုက်ပါတယ်အဲ့ဒီမြေပိုင်ရှင်ကငါကားဝတယ်လူချင်တာလားကောင်းပြီငါတို့သူ့ကိုဥရိပေးမယ်လို့ဘေလာကပြောလိုက်ပါတယ်မင်းမလုပ်နေတာလေမဟုတ်သေးဘူးမဟုတ်ဘူးကျွန်တော်အတွက်နဲ့ကိုယ့်ရဲ့ကလေးတွေကိုမရောပါနဲ့ဘီလာညီမလေးကအမေပြစ်ဖို့အယံခက်ခဲခဲ့တာလို့ဘီယာချိုးကပြန်ပြောလိုက်တာပေါ့ မဟုတ်ဘူးပြာကျူငါတို့ကုတ်ဥတွေကိုအဲ့ဒီမြေပိုင်းရှင်ကမပေးဘူးသူကငကားဥတွေစားကြင်တာဆိုသူ့ကိုဒုက္ခပေးကြရအောင်လို့ဆန်တော့ကပြောလိုက်ပါတယ်ဟုတ်တယ်ပြာကျူမင်းမှကြက်ဥတွေရှိလားလို့ဘေလာက မေးပါတယ်ကျွန်တော်မှမရှိပါဘူးဒါပေမဲ့ရွာကနေတော့တွားယူလို့ရပါတယ်လို့ဘေယာကျူကပြန်ပြောလိုက်ပါတယ်ကောင်းပြီဦးငားလုံးယူလာခဲ့အဲ့ဒီနောက်ငါတို့ဘာလုပ်မလဲဆိုတာကိုတော့ကြည့်ရသေးတာပေါ့လို့ဆန်တော့ကပြောလိုက်ပါတယ် ။ဘီယာကျူးလဲရွာကိုပြန်သွားပြီးကျဲဝူငါးလုံးယူလာခဲ့ပါတယ်။ရော့ဒီမှာကျဲဝူတွေဒါပေမဲ့ကျဲဝူတွေကိုဘာလို့မလဲလို့မေးလိုက်ပါတယ်။အဲ့ဒီမြေပိုင်ရှင်ကငကားဥတွေကိုတခါမှမမြင်ဘူးလားဘုံငါတို့သူ့ကိုကျောင်းငါးလုံးပေးမယ်လို့ဆန်တော့ကပြောပါတယ်။ဒါပေမဲ့အစိတ်ထည့်ပြီးပေးမှာလို့ဘီလာကထပ်ပြောလိုက်ပါတယ်။အဲ့ဒီဥငါးလုံးစလုံးမှာဆန်တော့နဲ့ဘီလာတို့ရဲ့အစိတ်တွေကိုထည့်လိုက်ကြပါတယ်။အဲ့ဒီနောက်ဥတွေကိုယူသွားပြီးသူတို့တုံရောက်မြေပိုင်ရှင်အင်ကိုသွားကြပါတယ်။ ဟာဘေးရကျူမင်းလာလိုက်မယ်လို့ငါသိသားပဲလို့မြေပိုင်ရှင်ကပြောပါတယ်။ဒီမှာပါမြေပိုင်ရှင်ကြီးကျွန်တော်ဥတွေကိုရောင်းဖို့အစင်းသိမ့်ပါပဲ။ဒါပေမဲ့အလဲအလဲနေနဲ့ဘေးရကျူရဲ့မိန်းမနဲ့သမီးကိုလှုပ်ပေးရမယ်လို့ဆန်တော့ချ်ကပြောလိုက်ပါတယ်။ဝိုးဘယ်လိုမိတ်ဆွေဖွဲ့မှုတွေလဲ။ဘယ်လိုညီကိုစိတ်ဓာတ်တွေလဲ။မြင်ရတာပျော်စရာကောင်းပါတယ်။ဒီမှာဥငါလုံးစလုံးမှာတလုံးကိုခုပဲစားလိုက်ပါ။နောက်မှဆိုရင်ပုတ်သွားလိမ့်မယ်လို့ဆန်တော့ချ်ကပြောလိုက်ပါတယ်။ ဟုတ်တယ်ဟုတ်တယ်ငကားဥစားဖို့ငါစောင့်နေတာဘလောက်တောင်ကြာနေပြီလဲလို့ပြောပြီးမြေပိုင်ရှင်ကအုတ်တလုံးကိုခွဲလိုက်ပါတယ်အဲ့ဒီအုတ်နဲ့ပဲမုန်းလို့စားလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့အစိတ်တွေပါတာကြောင့်စားလိုက်တာနဲ့မြေပိုင်ရှင်ရဲ့မျက်နှာကပြာနှံလာပါတော့တယ်ဒါမှဖြစ်တာလေလို့သူကအော်ပြီးလောဘကြီးတဲ့မြေပိုင်ရှင်ကြီးဟာမြေပြင်ပေါ်ကိုလဲကျတည်ဆုံသွားပါတော့တယ်။ငကားတွေကကြောက်စရာကောင်းတာကြောင့်မြေပိုင်ရှင်ရဲ့လူတွေလည်းထွက်ပြေးကုန်ကြပါတယ်။ ။ဘီယာကျူးရဲ့မိန်းမနဲ့တမီးလည်းလွတ်မြောက်သွားတာပေါ့။ဘီယာကျူးညီလေးအခုခါစပြီးဒီအရာအလုံးကမင်းအပိုင်ပဲ။လူတွေကငါတို့ကိုကြောက်လို့မင်းကိုဘယ်သူမှဒုက္ခပေးမှာမဟုတ်ဘူးလို့ဆန်ဒော့ချ်ကပြောလိုက်ပါတယ်။အဲ့လိုနဲ့ပဲဘီယာချိုးကမြေပိုင်ရှင်ရဲ့အိမ်တွေမြေတွေကိုပိုင်ဆိုင်လိုက်ရပါတယ်။ဘီယာချိုးကမြေပိုင်ရှင်ရဲ့အိမ်တွေကိုတင်ပိုင်လိုက်ပြီးမြေဘသူမှစကားတစ်ခုမှမပြောရဲကြပါဘူး။ ဘာကြောင့်လဲဆိုတော့ဘီယာကျူးကိုနဂားနဲ့နဂားမလေးတို့ကကြောရောက်နောက်ခံပြုထားလိုပါပဲ။ရှယ်အနှင်းငယ်ကြတဲ့အခါမှာတော့ဥငါလုံးစလုံးကနေနဂားလေး၅កောင်ပေါလာပြီးဘီလာလဲကလေးရဲ့မိမိဖြစ်သွားပါတော့တယ်။ဘီယာကျူးကအဲ့ဒီနေ့မှာစီကားတိုင်းမြိတ်စွာပျော်ပွဲရှင်ပွဲကျင်းပပေးပြီးရွာတရွာလုံးကိုလည်းအကျွေးမွေးတွေနဲ့လူဒန်းခဲ့ပါတယ်။အဲလိုနဲ့သူတို့ရဲ့မိတ်ဆွေဖွဲ့မှုဟာခိုင်မြဲနေပြီး တသဲလုံးပျော့ပျော့ရွှင်ရွှင်နေထိုင်သွားခဲ့ကြပါတည်းကွယ်စုလီခာနဂါမလီနဲ့နာဂမဏီရရနာငါလက်ထဲမှာနာဂမဏီရောက်လာပြီငါကူအရန်ချမ်းလာတော့မယ်လို့လူတယောက်ကကြေလောင်စွာ ပြောဆိုရင်ရေမောနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲစုလေကနဂါမလီကသူ့ရှင့်ကိုရောက်လာပြီးအဲ့ဒီလူကိုကိုင်လိုက်ပါတယ်။အဲ့ဒီလူရဲ့လက်ထဲကနေနဂါမဏီပြုတ်ကြသွားပြီးအဲ့ဒီလူလည်းတည်ဆုံသွားပါတော့တယ်။ နာခမာနီဆိုတာကလေးကစားစရာမဟုတ်ဘူးဘယ်သူပဲဖြစ်ဖြစ်ခိုးယူလို့မရဘူးဒါဟာနာခမာလေးရဲ့မာနပဲဒါကိုခိုးယူခြင်းနဲ့ဆိုရင်တော့ကျမနဲ့ရင်ဆိုင်ရလိမ့်မယ်လို့စူလင်ခါကပြောပါတယ်နာခမာနီဟာအယမ်းလှပြီးရှားပါးတဲ့ပစ္စည်းဖြစ်တာအမှန်ပါပဲဒါကြောင့်လူတိုင်းကနာခမာနီကို ပိုင်ဆိုင်တင်ကြပါတယ်ဒါပေမဲ့စူလင်ခါနာခမာလေးကနာခမာနီကိုစောင့်ရှောက်နေပါတယ်နာခပင်ကသူ့မကိုတာဝန်ပေးအပ်ထားတာမို့လို့ပါပဲ ဆုလေးခါဟာငငယ်ကလေးကအရန်ကောင်းပါပါတယ်။ငငယ်တုန်းကနာခမာနီကိုကာကွယ်ရင်းသူမရဲ့မိဘတွေကကွယ်လွန်ခဲ့ပါတယ်။တခါတုန်းကဟာရီဟာဆိုတဲ့အဖိုးကြီးတယောက်ကတောထဲမှာနာခမာနီကို ခိုးဖို့ရောက်လာခဲ့ပါတယ်။အဲ့ဒီတုန်းကဆုလေးခါကငငယ်လေးပဲရှိပါသေးတယ်။ ငါလေးလာရတဲ့လောက်ကတော့နာဂမာနီကဒီတောရဲ့တနေရရာမှာရှိနေတယ်။တခါပဲတွေးလိုက်ရင်တော့အဲ့ဒီနောက်ပိုင်းပျော်စရာတွေကြီးပဲ။ငါကတန်းကြွယ်တတိဖြစ်လာတော့မှလို့ဟာရီဟာကပြောလိုက်ပါတယ်။အဲလိုနဲ့ဟာရီဟာကနာဂမာနီကိုလိုက်လံရှာဖွေနေရင်တောလေကဥမင်လှိုင်းကောင်းတစ်ခုထဲမှာနာဂမာနီကို တွေးလိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဆူလီခါရဲ့မိဘတွေရောက်လာပြီးအဲ့ဒီအဖိုးကြီးကိုကြိုက်လိုက်ပါတယ်။ ဟာရီဟာကဓားတစ်ချောင်းပါလာတာကြောင့်ဓားနဲ့နဂါးနှစ်ကောင်လုံးကိုတက်ပြစ်လိုက်ပြီးနာဂမာနီကိုလည်းထားခဲ့ပြီးချက်ချင်းထွက်ပြေးသွားပါတော့တယ်။ဖေဖေမေမေဒါဘာဖြစ်သွားတာလဲ။ဘာလို့နှစ်ယောက်စလုံးကျမကိုထားသွားခဲ့ရတာလဲလို့ဆူလေခါကငိုပါတော့တယ်။နဂါးဘရင်ရောက်လာပြီးသူမရဲ့မိဘနှစ်ပါးစလုံးကိုတကြိုပေးခဲ့ပါတယ်။နဂါဘီရင်ကျမမိဘတွေကိုတတ်တဲ့သူဘသူပဲဖြစ်ဖြစ်ကျမသူတို့မျိုးရိုးကိုမျိုးတုံးအောင်လုပ်ပြမယ်လို့ဆူလီကာကကြိန်ဆိုလိုက်ပါတယ်။ ဟိုးစုလေးကမင်းကတကယ်နကားမာနေပဲဒီနေ့ကစပြီးဒီနာကမာနေရဲ့တာဝန်ကမင်းအပေါ်မှာပဲလို့နကားပြင်းကပြောလိုက်ပါတယ်။ဟာရီဟာကအိမ်ပြန်ရောက်သွားတဲ့အခါမှာတော့အသက်ရှူရခက်ခဲလာခဲ့ပါတော့တယ်။ဘာဖြစ်တာလဲအဖိုးဘာဖြစ်လာခဲ့တာလဲလို့သူ့ရဲ့မြေလေးကမေးပါတယ်။ငါ့ကိုနကားမာနေတကောင်ကြိုက်သွားပြီတာ။ငါနာကမာနေကိုရှာဖွေဖို့သွားခဲ့တာ။ ဒီမွေတွေနဲ့နဂါးတွေကအရန်ကြောက်ချင်အောင်တဲ့တရဝါတွေပဲ။သူတို့နဲ့ဝေးဝေးနေပါလို့ဟာရီဟာကပြောပြီးအသက်ပြောက်သွားပါတော့တယ်။ရာဟုကအရန်ကိုဒေါသထွက်သွားပါတယ်။သူကသူ့ရဲ့အဖိုးကိုဒိတ်ကိုချက်တာပါ။ငါဖိုးကိုတတ်တဲ့သူဘသူပဲဖြစ်ဖြစ်ငါသူ့ကိုလက်မလွတ်ဘူး။ငါဖိုးရဲ့နောက်ဆုံးဆန္ဒကအဲ့ဒီနာဂမာနီကိုရရှိဖို့ပဲ။ငါအဲ့ဒီနာဂမာနီကိုရအောင်ယူမယ်။ဒါဟာငါဖို့ပေါ်ထားတဲ့ငါရဲ့ဂတိတ္တစာပဲလို့ရာဟုကပြောလိုက်ပါတယ်။ အဲဒီလိုနဲ့နှစ်ဖက်စလုံးကဆက်ပွဲတစ်ခုအတွက်အချက်ပေးလိုက်သလိုပါပဲ။နှင်းအနေငယ်ကြတော့ရာဟုကအရွယ်ရောက်လာပြီးဆုလေခာနဂါးမလေးလည်းကြီးလာပါတော့တယ်။ရာဟုကနဂါးမနီကို ခိုးဖို့အစီအစဉ်တွေဆွေးနေပြီးဆုလေခာကတော့သူမမိဘတွေကိုတတ်တဲ့သူကို ရှာဖွေနေပါတော့တယ်။ဆုလေခာတော်ရင်ကနေထွက်လာပြီးမြို့တစ်မြို့လုံးကို ရှာဖွေခဲ့ပါတယ်။သူမကဟာရီဟာရဲ့မျက်နှာကိုမှတ်မိနေတာကြောင့် ဲ့ဒီမျက်နာကိုငါဘတော်မှမမေ့ဘူးသူ့ကိုငါတက်ပြစ်မယ်လို့ပြောပါတယ်။ဒါပေမဲ့ဆူလေခါကအဲ့ဒီအဖိုးကြီးအဲ့ဒီနေ့ကပဲတည်သွားတာကို မတီးခဲ့ပါဘူး။ဒီနေ့မှာတော့သူမလမ်းဘေးမှာလမ်းရှောင်နေတော့ရုတ်တရက်ကားတစ်စီးကသူမကို တိုက်လိုက်ပါတော့တယ်။အာငါချင်အောင်လို့ဆူလေခါကနာကျင်စွာအော်ဟစ်နေတော့ရာဟုကရောက်လာခဲ့ပါတယ်။ဘာဖြစ်တာလဲ?ဘာဖြစ်လို့အော်နေတာလဲလို့ရာဟုကမေးလိုက်တော့အဲ့ဒီကားကငါ့ကိုတိုက်လိုက်တာ မင်းတို့မြို့သားတွေမှာလုံးဝယဉ်ကျေးမှုမရှိဘူးလို့သူမကပြောလိုက်ပါတယ်။ဆိုတော့မင်းကဒီမြို့ကမဟုတ်ဘူးပေါ့။ဘဲကလည်းလို့ရာဟုက ပြန်မေးလိုက်ပါတယ်။တောထဲကလို့စုလေခါကမတော်တဆပြောမိတော့တောကဆိုတော့တောထဲမှာဘယ်လူသားနေတာလဲလို့ရာဟုကမေးလိုက်ပါတယ်။စုလေခါလည်းသူမမှားသွားတာကိုသတိထားမိတာကြောင့်ချက်ချင်းပဲမဟုတ်ဘူး၊ကျမရွာကပါလို့ပြောလိုက်ပါတယ်။ကောင်းပြီ။ဒါဆိုလဲရွာကပေါ့။ ရွာကကောင်မလေးတွေကအရန်လာတယ်လို့ကြားဘူးတယ်လို့ရာဟုကပြောလိုက်ပါတယ်။ရာဟုရဲ့စကားကြောင့်ဆူလေခါလေးရှက်သွေးဖြာသွားပါတယ်။ရာဟုကဆူလေခါကိုဆရာဝန်စီခေါ်သွားပေးပါတယ်။ဆရာဝန်ကဆူလေခါရဲ့သွေးကောင်တော့ကိုစစ်ဆေးပြီးဟာမင်းရဲ့အသားရေကဘာလို့ဒီလောက်တောင်အေးဆက်နေရတာလဲ။လူတွေကဒီလိုမဖြစ်သင့်ဘူးလို့ပြောလိုက်ပါတယ်။"ကျမမှာယောဂတခုရှိနေလို့ပါ။စိတ်ဓာတ်မြန်မြန်ပေးပါ"လို့ဆူလေခါကပြောလိုက်ပါတယ်။ ။ဆရာဝန်နဲ့ရာဟုလိုကလည်းအဲ့ဒီကိစ္စကိုလျှို့ရှုံလိုက်ကြပါတယ်။နဂါမလေးရဲ့ခန္ဓာကိုယ်ကအေးဆင်နေတာကို ရာဟုလည်းတရေထားမိပါတယ်။ဒါပေမဲ့ရာဟုက ဆုလေခာကို ချစ်မိနေတာကြောင့်အဲ့ဒီကိစ္စကိုအာယုံမဆိုင်တော့ပါဘူးဆုလေခာကရာဟုနဲ့အတူသူ့အိမ်ကိုသွားခဲ့ပါတယ်နားထောင်ပါအောင်မင်းဒီနေ့ဒီမှာနေလို့ရပါတယ်ဒါနဲ့မင်းမျိုးကိုဘာလို့လာခဲ့တာလဲလို့ရာဟုကမေးလိုက်ပါတယ်ကျမတယောက်ယောက်ကိုရှာရမယ် တယောက်ယောက်ပြောက်သွားတာလားလို့ရာဟုကမေးတော့မဟုတ်ဘူး။သူကကျမမိဘတွေကိုတပ်ပစ်ခဲ့တာ။သူကမြို့မှာပဲနေတယ်ဆိုတာကျမသိတယ်လို့သူမကပြောလိုက်ပါတယ်။အာဖယားကြီးဒါကအရန်ဆိုးတာပဲ။မင်းနဲ့တူငါရှိတယ်ဆူလေခါလို့ပြောပြီးရာဟုကဆူလေခါကိုပွေဖယ်လိုက်ပါတယ်။ဆူလေခါလည်းရာဟုကိုသဘောကျလာပြီမဲ့သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်ရန်သူတွေဖြစ်ကြအောင်သူတို့မတည်ခဲ့ကြပါဘူး။ နောက်တစ်နေ့မှာတော့ဆူလီကာပြန်သွားပြီမယ်ရာဟုကို ပြန်လာတွေ့မယ်လို့ကတိပေးသားပါတယ်ဆူလီကာတောထဲကိုပြန်ရောက်တော့နဂါပြင်ကသူမကိုဆူလီကာမင်းညကမင်းမရောက်နေတာလဲလို့မေးပါတယ်တငယ်ချင်းတယောက်ရဲ့အိမ်မှာပါနဂါပြင်လို့ဆူလီကာကပြောလိုက်ပါတယ်ကြည့်ပါအောင်ဆူလီကာမင်းကနဂါမလေးတကောင်ပဲဘယ်လူသားနေမှမပေါင်းဖက်နဲ့လူတွေကလောဘကြီးတယ်သူတို့ကကိုယ့်ရဲ့အကျိုးစီးပွားကိုပဲကြည်လာလို့နဂါပြင်ကဆုံးပါပါတယ် ဟုတ်ပါတယ်နဂါဘီဒါပေမဲ့ကျမတငယ်ချင်းကအဲ့လိုမဟုတ်ပါဘူး။သူကကျင်နာတတ်ပါတယ်။သူကျမကိုအများကြီးကူညီခဲ့တယ်လို့ဆူလီကာကပြန်ပြောလိုက်ပါတယ်။မင်းကအဲ့ဒါကိုသဘောကျနေတာပေါ့။ဒါပေမဲ့အမြဲတမ်းသတိထားပါ။လူတွေကဘယ်ချိန်မှဆိုဘာမှဆိုလုံးနိုင်တယ်လို့နဂါဘီကပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဆူလီကာကရာဟုကိုချင်မိနေပါပြီ။သူမကကိုကိုကို မဟုတ်ဘူးမဟုတ်ဘူးကျမရာဟုကအဲ့လိုမဟုတ်ဘူးကျမရာဟုကလူကောင်းပါလို့ခဏခဏပြောနေပါတယ်ဇူလေခါကနေတိုင်းတော်ရဲကနေမြို့ကိုလာပြီးရာဟုနဲ့တွေ့ဆုံလေးရှိပါတယ်ရာဟုရဲ့အိမ်ကိုလေသူမက မကြာခဏသွားရောက်လဲပတ်ပါတယ်တနေ့မှာတော့သူမကရာဟုရဲ့အိမ်ထဲကအခန်းတစ်ခန်းရဲ့တကားမှာတောက်ခတ်ထားတာကို တွေ့လိုက်ရပါတယ်ရာဟုဒီခန်းကဘာလို့ပိတ်ထားတာလဲလို့မေးလိုက်ပါတယ် ဘာမှမဟုတ်ပါဘူးဆိုလေခါအဲ့ဒီအကန်ထဲမှာငါပစ္စည်းတွေရှိတယ်။မင်းဒီအိမ်ရဲ့ဘယ်နေရာကိုမဆိုသွားလို့ရပါတယ်။ဒါပေမဲ့အဲ့ဒီအကန်ထဲကိုတော့ဘယ်တော့မှမသွားပါနဲ့လို့ရာဟုကပြောလိုက်ပါတယ်။ဆိုလေခါလည်းရာဟုရဲ့စကားကိုနားထောင်ခဲ့ပါတယ်။ရာဟုနဲ့ဆိုလေခါတို့တယောက်ကိုတယောက်စစ်မှန်စွာချင်မေခဲ့ကြပါတယ်။ကြပါမယ်သူတို့နှစ်ယောက်ဟာကိုယ့်ရဲ့ပန်းနိုင်ကိုမမေ့ခင်ကြပါဘူး။ရှယ်နှင်းငယ်ကြတဲ့အခါမှာတော့ဆူလီခါကအော့အန်လာပါတော့တယ်။ ဆရာဝန်စီတော်ပြလိုက်တော့ဆူလီကမှရာဟုရဲ့ကလေးကိုကိုဝင်ဆောင်ထားတာသိလိုက်ရပါတယ်။ရာဟုကအယံကိုပျော်သွားခဲ့ပါတယ်။အိုဟိုဆူလီကဒါကအယံကိုဝမ်းသာစရာကောင်းတဲ့သတင်းပဲလို့သူကပြောလိုက်ပါတယ်။ဒါပေမဲ့ငါကအပြိုလေ။အပြိုတယောက်မှကိုဝင်ရှိနေတာလူတွေသိသွားရင်ဘာဖြစ်မလဲလို့သူမကပြောလိုက်တော့ဒါဆိုငါနဲ့လက်ထပ်လိုက်ပေါ့ဘလို့ပဲဖြစ်ဖြစ်ငါမကြခင်ချမ်းသာတော့မှာလို့ရာဟုကပြောလိုက်ပါတယ်။ ။အိုးဘလို့ချမ်းသာမှာလဲလို့ဇူလိခါကမေးတော့။ချမ်းသာလာရင်ပြောပြမယ်လို့ရာဟုက ပြောလိုက်ပါတယ်။စူလေခါတော်တဲ့ကို ပြန်ရောက်သွားတာနဲ့နဂါပြင်ကအရာအားလုံးကိုနားလည်နေခဲ့ပါတယ်။စူလေခါကလည်းသူမမကိုဝင်ရှိနေတာကိုနဂါပြင်ကိုပြောပြလိုက်တာပေါ့။စူလေခါမင်းတော်တော်မိုက်မဲတာပဲ။မင်းကနဂါမာနီကိုစောင့်ရှောက်မယ်လို့ထင်ခဲ့တာ။အခုတော့မင်းကလူသားတယောက်ရဲ့ကလေးကိုကိုဝင်ဆောင်နေတယ်ပေါ့။တိတ်ကိုရှက်စရာကောင်းတာပဲလို့နဂါပြင်ကပြောပါတယ်။ နဂါပြည်နဲ့နဂါမလေးတွေကဆုလေခာကိုအပြင်ဘက်ကိုထုတ်ပြလိုက်ကြပါတယ်။ဆုလေခာလည်းငိုရပြီးရာဟုစိတ်ကို ပြန်လာခဲ့တာပေါ့။ရာဟုကျမရှင်နဲ့လက်ထပ်ဖို့အစဉ်သက်မှာပဲလို့သူမကပြောလိုက်ပါတယ်။ကောင်းပြီဆုလေခာမင်းအနားယူလိုက်ပါ။ဒီညငါတနေရရကိုသွားရမယ်။ဒီနေ့ငါပန်းနိုင်အောင်မြင်တော့မယ်။ဒီနေ့ပဲငါချမ်းသာတော့မယ်လို့ရာဟုကပြောပါတယ်။အဲ့လိုနဲ့ဆူလေခါလည်းအိပ်ပျော်သွားပါတော့တယ်။ ညဘက်မှာသူမနိုးလာတော့ရာဟုအပြင်ထွက်သွားတာကို တွေ့လိုက်ရပါတယ်။တကယ်တော့သူကနာဂမဏီဗမာရှိလဲဆိုတာကိုသိသွားတာကြောင့်နာဂမဏီကိုယူဖို့ထွက်သွားခဲ့တာပါ။ရာဟုက တောထဲကိုဝင်သွားပြီးနာဂမဏီကိုရှာဖွေပါတော့တယ်။ဆူလီကလည်းအိယာကနိုးလာပြီးအိမ်ထဲမှာလှည့်ပတ်သွားလာနေခဲ့တာပေါ့။အဲလိုနဲ့သူမကပိတ်ထားတဲ့အခန်းတကာရှိကိုရောက်လာခဲ့ပါတယ်။ ဒီခန်းထဲမှာဘာတွေရှိနေတာလဲကြည့်ကြည့်အောင်လို့သူမကတွေးလိုက်ပါတယ်။အဲဒီနောက်ငကားအတင်ပြောင်းပြီးတကားအောက်ကနေအခန်းထဲကိုဝင်သွားပါတယ်။အခန်းထဲရောက်တဲ့အခါမှာတော့သူမမြင်လာရတဲ့အရာကသူမကိုလန့်ပြန်သွားစေခဲ့ပါတယ်။အဲဒီအခန်းထဲမှာနဂါမလီရီနဲ့နာခမန်နီရဲ့အကြောင်းကို ရေးထားတဲ့စာအုပ်တွေအများကြီးရှိနေပြီးနယံပေါ်မှာလဲရာဟုရဲ့အဖိုးပုံကိုချိန်ထားတာတွေ့လိုက်ရပါတယ်။ဟာ ဒါကကျမမိဘတွေကိုတတ်တဲ့သူပဲ။ဒါဆိုရာဟုကဒေလူတသမားရဲ့မြေပေါ့။ဒါဆိုရာဟုကနာဂမဏီကို ခိုးဖို့သွားခဲ့တာပေါ့။မဟုတ်ဘူးမဟုတ်ဘူး။ငါကသွားမှဖြစ်တော့မယ်လို့စူလီကာကတွေးပြီးချက်ချင်းပဲအဲ့ဒီနေရာကနေထွက်သွားပါတော့တယ်။တော်ရဲမှာလဲရာဟုကနာဂမဏီရှိတဲ့တွင်းကို တွေးလိုက်ရပါတယ်။ရာဟုကနာဂမဏီကိုထုတ်ယူလိုက်တော့နဂါဘီင်ကရောက်လာခဲ့ပါတယ်။တခြားနဂါမလီတွေလည်းရောက်လာကြတာပေါ့။မင်းတို့ငါနာကိုမလာနဲ့ ငါနာကမာနီကိုယူပြစေဒါကငါကိုရဲ့အိမ်မက်ပဲလို့ရာဟုကပြောပါတယ်အဲ့ဒီအချိန်မှာဆူလီကရောက်လာပြီးရက်လိုက်ရာဟုမင်းဒါကိုမလုပ်ရဘူးလို့သူမကပြောလိုက်ပါတယ်ဆူလီကမင်းဘလို့ရောက်လာတာလဲမင်းဘသူလဲလို့ရာဟုကမေးလိုက်ပါတယ်ဆူလီကလည်းငကားတွင်ပြောင်းပြီးဆူလီကအတွင်ပြန်ပြောင်းလိုက်ပါတယ်အော်မင်းကငကားမာလီတကောင်ပဲလို့ရာဟုကပြောတော့ဟုတ်တယ် နာဂမာနီအတွက်ရှင်ဖိုးကကျမမိဘတွေကိုတတ်ခဲ့တာလို့ဇူလေကာကပြန်ပြောလိုက်ပါတယ်။မိမိဘတွေကမှငါဖိုးကိုတတ်ခဲ့တာလို့ရာဟုကလည်းပြန်ပြောလိုက်ပါတယ်။ဒါဆိုလက်စားကြတာပြီပြီပေါ့။အခုနောက်ထပ်သွေးထွက်တန်ရုပ်လုပ်ပြီးဘာအကျိုးရှိမှာလဲ။ကျမရှင်ကိုချစ်တဲ့ရာဟုလို့ဇူလေကာကပြောလိုက်ပါတယ်။ငါလည်းမင်းကိုချစ်တယ်ဇူလေကာ။မင်းမှန်ပါတယ်။လောဘကမကောင်းတဲ့အရာပဲ။ငါကားပြီးဒီနာဂမာနီကိုယူလိုက်ပါ။ ပြီးတော့ဆူလေခါကိုကျွန်တော်လက်ထဲအပ်လိုက်ပါလို့ရာဟုက ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့နဂါးဘီရင်လည်းပျော်ရွှင်သွားပါတော့တယ်။ရာဟုနဲ့ဆူလေခါတို့စီကားတိုက်မြိုက်စွာလက်ထပ်ခဲ့ကြပါတယ်။နာဂမာနီကတော့နဂါးဘီရင်စီမှာပဲရှင်နေခဲ့ပါတယ်။လာနေငယ်ကြတဲ့အခါမှာတော့ရာဟုနဲ့ဆူလေခါတို့မှတမီးလေးတယောက်ရရှိခဲ့ပြီး နောက်ဆုံးမှာတော့ချစ်ချင်းမြတ်တာရဲ့အောင်ပွဲကို ခံခဲ့ကြပါတော့တယ်။